နောက်တစ်ခုအဓိကကျွန်တော်ပြောချင်တာကတော့ဝိတ်ချိန်ပေါ့ဝိတ်ချိန်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်လည်းစကနဦးမှာပြောခဲ့သလိုမျိုးပဲ0.91အမြောက်1.1နဲ့မြောက်လိုက်ရင်သူကတရတီပြည့်သွားပြီကျွန်တော်တို့ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့1.82ဆိုရင်ကျွန်တော်တို့ကဒါကနေရတီပြည့်သွားပြီ1.82က premium size လို့ခေါ်တယ်1.8ကိုလည်း premium size လို့ခေါ်ပါတယ်အဲ့တော့ဈေးကွက်မှာက premium size ဆိုရင်ဈေးတစ်စီးရှိတယ် ယိုယိုနဂရက်ဆိုရင်ဈေးတစ်စီးရှိတယ်ဥမာယိုယိုတက်ကလပ်1.0001နဲ့ကျွန်တော်တို့0.91နဲ့ကိုကျွန်တော်တို့ကရရှိတဲ့ discount ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကကြည့်ရတယ်1.001ကပိုတက်တာလား0.91ကတက်တာလားဥပမာအဖြစ်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဈေးကွက်ထဲမှာဆိုရင်0.91ကကျွန်တော်တို့အခုအချိန်မှာဆိုရင်ကျွန်တော်တို့35ရာခိုင်နှုန်းလောက် discount နဲ့အလွယ်တကူဝယ်ယူလို့ရပါတယ်ကောင်းတဲ့အစီပေါ့နော်ဥပမာအဖြစ်ကျွန်တော်အခုနပြောတဲ့ အနေထားမျိုးတွေဆိုရင်တော့ကျွန်တော်တို့90ရာခိုင်နှုန်း discount အထိဝယ်ယူလို့ရတယ်0.91ဆိုရင်တော့မှကျွန်တော်တို့ကဒါတရတီပြည့်သွားပြီတကယ်ပစ္စည်း quality ကောင်းတဲ့ဥစ္စာဆိုရင်30 35ရာခိုင်နှုန်းပဲ discount ရတယ်နောက်ပြီးတော့ excellent ဆိုရင်လည်းကျွန်တော်ပြောချင်တာ3 excellent ဆိုတော့ကျွန်တော်တို့က cutting ပါမယ် polish ပါမယ် symmetry လို့ခေါ်တဲ့ချိုးစားတွေပေါ့နော်အချိုးစားတွေပါမယ် excellent ၃လုံးပေးထားတဲ့ဥစ္စာကတော့ဒါအလွန်အင်တာမပြည့်စုံတယ် ဒါမဲ့ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်တော့အစိန်ကုန်တယ်တွေကများသောအဖြစ် excellent သုံးလုံးပါရင်ပြီးတာပဲဆိုပြီးတော့မှမဝယ်ကြဘူး။အချိုးစားတွေကြည့်တယ် total debt တွေကိုကြည့်တယ်ညနေပြင်ကိုကြည့်တယ် crown height တွေကိုကြည့်တယ်သူ့ရဲ့သွေးပွက်ခပတ်တွေကိုကြည့်တယ်များသောအဖြစ်အကုန်လုံးကဝယ်တဲ့နေရာမှာကျွန်တော်တို့ table ညနေပြင်ကိုကျွန်တော်တို့ကြည့်ရမယ်။ table ကဥပမာကျွန်တော်တို့က58 to 60လောက်အထိကိုကျွန်တော်တို့ဝယ်လေးရှိတယ်။ table ရဲ့အချိုးစားက55လောက် ဖြစ်နေတယ်ကျွန်တော်ပြောချင်တာဒီဘက်ကဥပမာ55ရာခိုင်နှုန်း56ရာခိုင်နှုန်းဆိုရင်ကျွန်တော်တို့ရှောင်းလေးရှိတယ်ဥပမာအဖြစ်ပြောရင်ဒီမှာမျက်နှာပြင် table table ရာခိုင်နှုန်းကကျွန်တော်တို့ဒီဘက်မျက်နှာပြင်အကျယ်က63ရာခိုင်နှုန်းဆိုတာပယ်လာသွားပြီပြောရမယ်ဆိုလို့ရှိရင် crown height ဆိုလဲကျွန်တော်တို့က73ရာခိုင်နှုန်းစသဖြင့်73နဲ့55ကြားတဲ့ကိုကျွန်တော်တို့ဝယ်လေးရှိတယ်ပေါ့နော်အချိုးစားကြတဲ့ဥစ္စာကိုရွေးဝယ်တယ်အဲ့ဒီအချိုးစားကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်လူတစ်ယောက်ရဲ့မျက်နှာတွင်ပြင်လက္ခဏာကိုပြောမယ် ဟိုမင်းသမီးတယောက်ကပေါ့နော်အလွန်အင်တာမကိုသူ့ရဲ့မျက်နှာတွင်ပြင်လက္ခဏာလေးကအလွန်အင်တာမကိုအချိုးအစားကျတယ်ဆိုပါစို့တွေ့ရတယ်ကြည့်လို့အင်တာမကိုကောင်းနေမျက်နှာတွင်ပြင်လက္ခဏာအချိုးအစားကျတယ်ချောမောလာပါတယ်သူ့အရာနဲ့သူဟိုမှာနှာခေါင်းလေးကနာရန်လေးကလည်းဆင်းနေလာတယ်မျက်လုံးလေးကလည်းလာတယ်မျက်ခုံးကလည်းကောင်းနေအဲအဲ့လိုမျိုးပေါ့နှာခမ်းလေးကလည်းအယမ်းမထူဘူးအယမ်းမပါဘူးအဲအဲ့လိုမျိုးပေါ့သူ့ရဲ့မေးစိ ပုံမှန်သဏ္ဍာန်လေးကဘယ်လိုပုံစံရှိလဲအဲအဲ့လိုမျိုးလေးပေါ့နဖူးကမောက်လားမမောက်ဘူးလားအဲအဲ့လိုမျိုးပဲကျွန်တော်တို့ကစိတ်ပွင့်နေရဲ့မျက်နှာပြင်ဒါ table ပေါ့မျက်နှာပြင်ကိုခွဲခြားလေးရှိနောက်ပြီးတော့စိတ်ပွင့်နေရဲ့အချိုးစားနဲ့ပြောရမယ်ဆိုရင် model boy တယောက်ရဲ့ခန္ဓာကိုယ်အချိုးစားကိုကြည့်ပါဒါပိုင်တကွန်ပေါ့သူ့ရဲ့ခန္ဓာကိုယ်အချိုးစားသည်အလိုရင်တမတ်ကိုအချိုးစားကြတယ်ထို့နည်းတစ်ကောင်မဲ့စိတ်နဲ့စိတ်မှလည်းဒီလိုပဲကျွန်တော်တို့3 excellent ပေးတယ်ဆိုတာကအချိုးစားကြရမယ်ကျွန်တော်တို့အခုနပြောတဲ့မျက်နှာပြင်က ဥမာ58 to 60ရှိရမယ်61 to 62တို့ဒီမှာ total debt ပေါ့နော်ဒါစိန်ရအများသောအဖြစ်ပြောရမယ်ဆို 1x to 3 ratio နဲ့ညီရမယ်နောက်ပြီးတော့ table ကိုကြည့်တယ်နောက်ပြီးတော့ကျွန်တော် garden ဆိုတဲ့ခပတ်ကိုကျွန်တော်တို့ကြည့်တယ်ခပတ်ထူလားခပတ်ပါလားပေါ့နော်နော်အဲ့ဒီအချိုးအစားတွေအားလုံးအင်္ဂါရက်တွေနဲ့ပြည့်ပြည့်စုံမှာတော့ excellent ၃လုံးပေးလေးရှိတယ် polish ပိုင်းဆိုင်ရာကိုလည်းကျွန်တော်တို့ကြည့်ရတယ် symmetry ကိုလည်းကျွန်တော်တို့ကြည့်ရတယ် နောက်ပြီးတော့ cutting ကိုလည်းကြည့်ရတယ်အဲ့ဒီပုံမှာပဲတန်ဖိုးကတက်သွားလေးရှိတယ်အခုကဘာပေါ်မှာလူတွေရဲ့ကဒီ GIA စိတ်နေကိုအရန်စိတ်ဝင်စားတယ်ဒီချိန်မှာလည်းဝယ်ယူလို့အရန်ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ GIA စိတ်နေကလက်ရှိတာကျွန်တော်တိရသလောက်ပြောရရင်ဒါဈေးအကျဆုံးချိန်ပဲဝယ်လို့အကောင်းဆုံးချိန်ပဲကြာသေးခင်ကကျွန်တော်တို့ဘန်ကောက်မှာကြောက်မျက်နှာဈေးအောင်ပို့တော်တွေလုပ်တယ်ကြောက်မျက်နှာကြောက်ကြောက်မျက်ပွဲလုပ်တယ်ဟောင်ကောင်မှာကြောက်မျက်ပွဲလုပ်တယ်လုံးတဲ့ချိန်မှာဝယ်လို့အကောင်းဆုံးကကြပါဆိုရင်ဒါ GIA ပဲလူတော်တော်များများလဲ GIA ဝယ်တယ် တော်တော်များများလည်းပြန်လည်ပြုံးမှရောင်းချတယ်။ certificate တွေလည်းထိုးနေလောက်အောင်ပဲ GIA certificate ရှိတယ် HRD certificate ရှိတယ်။အများဆုံးသုံးတာကတော့ GIA နဲ့ HRD ကိုအများဆုံးသုံးတယ်။မြန်မာပြည်မှာတော့ HRD ကိုသုံးတော့သုံးရတယ်။ဒါပေမဲ့ GIA ကဆိုင်တော့နည်းနေတာကိုတွေ့ရတယ်။ဒါပေမဲ့ HRD ကောင်းလားဆိုရင် HRD လည်းအလွန်ကိုကောင်းပါတယ်။သူ့မှာလည်းကောင်းတဲ့အချက်လက်တွေအများကြီးရှိပါတယ်။ Now IGI ဆိုတာရှိတယ်။ IGI ကလည်း certificate ပါတယ်။ GI ရဲ့ HRD ရဲ့ IGI ရဲ့၃မျိုးပဲရှိတာမဟုတ်ပါဘူးနောက်ထပ်တခြား certificate တွေပါတဲ့စိန်တွေလည်းရှိပါတယ်ဒါပေမဲ့အဓိကအားဖြင့်များသောအားဖြင့်ကြတော့ကျွန်တော်တို့သိထားရမှာတော့ GI ရဲ့ HRD ရဲ့ IGI ရဲ့ without ရေ without ကတော့ certificate မပါဘူးအဲ့လေးမျိုးကိုအာအကျန်းအဖြစ်ပေါ့နော်သိရင်ကိုလုံလောက်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ရွေးချယ်မှုမကန်စင်ခြင်းနဲ့ဒါကျွန်တော်ရဲ့စေတနာပေါ့ဟိုကျွန်တော်စီမှာဝယ်ရမယ်လို့ကျွန်တော်မပြောဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ့်ပစ္စည်းကိုကိုအရန်ကောင်းကောင်းနေပြောပြီးတော့မှဘယ်လိုပြောမလဲ ဟိုအရန်ရောင်းချင်တယ်လို့ထင်မှာဆိုလို့စိုက်တဲ့နေရာဝယ်နိုင်တယ်ဒါပေမဲ့ရွေးချယ်မှုကတော့မမားစီချင်လို့ကျွန်တော်စေတနာနဲ့ဘဝတုဒ္ဒအနေနဲ့ဒါမျှဝေပေးခြင်းဒီတာလည်းဖြစ်ပါတယ်ညသောအဖြစ်ဈေးွက်ထဲမှာ strong blue တွေ medium blue တွေကျွန်တော်တို့ဒီ faint ပါတဲ့ပစ္စည်းတွေ now ဥပမာ excellent ကတလုံးလောက်ပဲပါတယ်ကတင်ကတော့ excellent ဖြစ်တယ်ဥပမာ polish တို့ symmetry တို့ကတော့ excellent မဖြစ်ဘူး good တို့ very good တို့ဖြစ်တဲ့ပစ္စည်းတွေနောက်ပြီးတော့ နောက်ပြီးတော့အချိုးစားအဖြစ်လဲအချိုးအချိုးစားအဲမျက်နှာပြင်ရ58ကနေ60အတွင်းမဝင်တော့ဘူးနောက်ပြီးတော့ကျွန်တော်တို့ ground height ကလည်းကျွန်တော်တို့73 75အတွင်းထဲမှာမဝင်တော့ဘူးဆိုလို့ရှိရင်ဒါအချိုးစားအဖြစ်လိုအပ်ချက်လေးတွေအနည်းငယ်ရှိတယ်ဒါပေမဲ့ GI ရတော့ GI ပဲဒါပေမဲ့ဈေးွက်ထဲမှာဆိုရင်ကျွန်တော်တို့ဝယ်လို့အရန်ပေါ်တာပေါ့အလွယ်တကူရှာဖွေလို့ရတယ်ဗျအဲစိန်ဝယ်ယူလို့ရတဲ့နေရာတိုင်းမှာအလွယ်တကူဝယ်ယူလို့ရတယ်ဟာပေါ့ဥပမာ demand များတဲ့ပစ္စည်းကြတော့ရှာပါပစ္စည်းဖြစ်သွားတဲ့အလွယ်တကူဝယ်ယူလို့မရဘူးဈေးအဖြစ်လည်းမတူပါဘူး တော့ရွေးချယ်ဝယ်ယူတဲ့နေရာတွေမှာနည်းနည်းလေးတက်ကြွနားနေတဲ့ပုံကိုယ်တွေနဲ့တိုင်ပင်ပြီးတော့မှအမခန့်ချက်အပြည့်အဝရှိတဲ့စိန်ဆိုင်တွေမှာရွေးချယ်ဝယ်ယူဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်။ကမ္ဘာအကောင်းဆုံး certificate တို့ပြောလို့ရတဲ့ GIA ကပ်ပါတဲ့စိန်တွေနောက်ကမ္ဘာအကောင်းဆုံးသောစိန်တွေအရင်သွေးပြည့်မီတဲ့စိန်တွေနော်ကျွန်တော်ပြောချင်တာကပ်ပါတိုင်းလေးပဲ GIA ကတ်တော့ပါတယ်။ဒါပေမဲ့စိန်ကိုဈေးတက်တာရင်ပြီးရော discount များများရရင်ပြီးရောဆိုပြီးတော့မှကျွန်တော်မတော့မှမဝယ်ဘူး။ကျွန်တော်အမြဲတမ်း စ္စည်းဝယ်လို့ရှိရင်ကျွန်တော်အများအားစဉ်းစားရဲငါအိမ်မှာရောဘယ်လိုပစ္စည်းအမျိုးအစားကိုငါအနေနဲ့ရွေးချယ်ဝယ်ယူမလဲငါအိမ်အတွက်ဆိုရင်ငါမိသားစုအတွက်ဆိုရင်ငါတို့အတွက်ဆိုရင်ထိုးနည်းလောက်မယ်ကျွန်တော် customer ကိုကျွန်တော်ရောင်းချလို့ရှိရင်လည်းအဲ့လိုမျိုးပဲကျွန်တော်တို့မိသားစုကိုယ့်အတွက်ကိုယ်တုံးတဲ့အစီအမျိုးအစားဘလို့ရွေးချယ်ထားလဲအဲ့ဒီတိုင်းပဲရွေးချယ်ပြီးတော့မှပဲဝယ်ယူပြီးတော့မှပဲကျွန်တော် customer ကိုပြန်လည်ပြီးတော့မှရောင်းချလေးရှိတယ်။နောက်ပြီးတော့ကျွန်တော်အနေနဲ့အခု promotion တစ်ခုလုပ်ပေးချင်တာကတော့ဘာလဲဆိုတော့ကြံပြီးလို့ရှိရင်ကျွန်တော်ကား customer ဖွင့်ပွဲရလဲတစ်ဖြည်းဖြည်း နီးကပ်လာတာနဲ့အမြအမခံချက်အပြေအဝရှိရတဲ့ DI စိန်ခွင့်တွေကိုဝယ်စုရင်းနဲ့ကားကန်ထူးရှင်တွေဖြစ်ဖို့ကျွန်တော်အနေနဲ့စူတောင်းမြေတာပို့တာတယ်စုမုံကောင်းတောင်းပေးလိုက်တယ်ကျွန်တော်တို့စီမားလဲတက်ထွန်းနာလဲတဲ့နော် Gemological Appraiser တွေထားပြီးတော့မှတည်တည်ချာချာဘယ်အရာတွေကိုရွေးချယ်တင်လဲမိမိနဲ့ဘယ်ဥစ္စာလိုက်ဖက်လဲမိမိသုံးဆွဲမဲ့ဘတ်ဂျက်ပေါ်မှာမူတည်ပြီးတော့မှဘယ်ဥစ္စာအကောင်းဆုံးအသင့်လျော်ဆုံးဖြစ်မလဲဆိုတာကိုကျွန်တော်တို့တေချာရှင်းပြပြောဆိုဆွေးနွေးပြီးတော့မှဒါလျင်ရောက်ချပေးသွားမှာဖြစ်ပါကြောင်း မင်္ဂလာသတင်းကောင်းပါအပ်ပါတယ်အဲ့တော့ဦးကျော်ပြောတဲ့စကားကိုလည်းမယုံပါနဲ့အရင်ဆုံးเนาะရွေးချယ်စရာဆိုင်ကြီးမြန်မာပြည်တော်မှာလည်းအများကြီးရှိတယ်ကဘာမှာလည်းအများကြီးရှိတယ်ဦးကျော်စီကနေပြတော့မှာတိုက်ဆိုင်မှုရှိရင်အားပေးပါယုံကြည်မှုရှိရင်အားပေးပါဦးကျော်ကတော့အကောင်းဆုံးတော့ရွေးချယ်မှုတွေ GI စိန်ပွင့်ပေါင်းမြောက်များစွာကိုဦးကျော်အနေနဲ့ one stop service အနေနဲ့တနေရာထဲမှာတထိုင်ထဲမှာအမျိုးအစားစုံစုံလင်လင်ထားပေးထားတယ်ဒါပေမဲ့3 excellent တာရောက်ပြီးတဲ့ ်မြန်မာပြည်ရဲ့တကူတီတော့စိန်ဆိုင်ကြီးဖြစ်ပါတယ်ကဘာပေါက်ဈေးနဲ့ရောင်းချပေးမဲ့မြန်မာပြည်ရဲ့တကူတီတော့စိန်ဆိုင်ပဲဖြစ်ပါတယ်အဲ့တော့အားလုံးယုံကြည်စွာနဲ့အရောက်လန်းလာခဲ့ဖို့အားလုံးကိုယုံသေးလေးမျက်စွာဖိတ်ခေါ်အပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်လက်ကီဒါမန်